ကွန်ပျူတာလမ်းမင်္ဂလာပါဒီနေ့အာရှတိုင်းမှာမြန်မာဥဆောင်တဲ့ရွှေသွေးကန်ဒေတာအကြောင်းကိုပဲဒီနေ့ပြပြတော်မှာဖြစ်ပါတယ်ဒီဒေတာမှာအဓိက main ပြုလုပ်တဲ့အမောင်ကိုလုပ်ငန်း၅ခုရဲ့ဒီရရင်ရရှိတဲ့ဝင်ငွေတွေပြီးတော့ပြုလုပ်ပုံတွေဘယ်နိုင်ငံအောင်ချိတ်ဆက်ပြီးရောင်းလဲအဲ့အကြောင်းတွေကိုဒီနေ့အပြည့်စုံပြပြတော်မှာဖြစ်ပါတယ်အရင်ဆုံးပေါ့နော် ရွှေသီးကံဆိုတာဘယ်လိုနာမည်ဖြစ်လာလဲဆိုတော့ကျွန်တော်အရင်ပြောပြပေးမယ်ပေါ့နော်ရွှေသီးကံဆိုတာဘယ်လိုလဲဆိုရင်မြန်မာထိုင်းလာဝပေါ့နော်သုံးခုထိဆက်နေတဲ့နေရာပေါ့ဘယ်လိုထိဆက်လဲဆိုလို့ရှိရင်မဲခေါမြန်ဝိုင်းရဲ့နေရာပေါ့နော်တနေရာပေါ့နော်အဓိကပြောရမယ်ဆိုရင်မြန်မာနိုင်ငံဘတ်ချမ်းမှာဆိုလို့ရှိရင်ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလေးအဲလာဝဘတ်ချမ်းမှာဆိုလို့ရှိရင်ဘိုဂီယိုပြည်နယ်ပြရလို့ရှိရင်ထိုင်းမှာဆိုချန်ရယ်ပေါ့နော်အဲ့သုံးခုကသတိကံပုံစံမျိုးထိဆက်နေအဲ့သတိကံပုံစံမျိုးထိဆက်နေတာအတွက်ကြောင့် ဒါကို golden triangle လို့လည်းခေါ်တယ်ရွှေတိရိကန်ဒေတာလို့လည်းခေါ်တယ်ပေါ့နော်ရွှေတိရိကန်ဒေတာဆိုတာကဘာလဲသိပါပြီပေါ့နော်ဒီရွှေတိရိကန်ဒေတာထဲမှာအဓိက main ပြုလုပ်တဲ့မှောင်ကူလုပ်ငန်း၅ခုအဲ့မှောင်ကူလုပ်ငန်း၅ခုထဲမှာကျွန်တော်တခုအရင်ဆုံးစပြောမယ်ပေါ့နော်ပထမဆုံးတစ်ခုကဘာလဲဆိုလို့ရှိရင် main ပြုလုပ်ငန်း main ပြုလုပ်ငန်းကကျွန်တော်တို့မြန်မာနိုင်ငံကဘလောက်ပါဆန်နေအထိကဘာကိုခြင်လာလဲဆိုလို့ရှိရင်60%ခြင်လာတယ်ဒါကတော်တော်လေးကိုအံ့ဩစရာပဲကျွန်တော်ဒီဗီဒီယိုမှာပေါ့နော် ထိုင်းနဲ့မြန်မာ GDP ရှင်သားတာပေါ့နော် GDP ရှင်သားတဲ့အချိန်ကျတော့ကျွန်တော်တို့မြန်မာနိုင်ငံကထိုင်းနဲ့ရှင်အစအစအရရအကုန်လုံးနောက်ဆုံးရင်းမြစ်ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်စီးပွားရေးနဲ့ပတ်သက်တဲ့ပေါ့နော် GDP ပေါ့ဒီမှာကျတော့ကျွန်တော်တို့မြန်မာနိုင်ငံနံပါတ်1ဖြစ်နေတယ်ပေါ့နော်တကယ်ကိုအန်ဝန်စရာပဲဘာကြောင့်လဲဆိုလို့ရှိရင်ဒီကဟိုတရားမဝင်လုပ်ငန်းဖြစ်သွားတယ်တရားမဝင်လုပ်ငန်းဖြစ်သွားတော့ဒီက GDP တဲ့ကိုမဝင်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်သွားတာပေါ့နော်ပြီးတော့ဒီမှာကဒီ ကဘာကို90%လောက်ကင်ထားတယ်ဆိုတာကရှမ်းပြည်နယ်တစ်ခုပဲပဲဖြစ်တယ်ပေါ့နော်ရှမ်းပြည်မှာဒီလိုမျိုးဘိန်းဖြူဆိုင်တဲ့ဆိုင်ခင်းရဲ့ဘလောက်အေကာရှိလဲဆိုလို့ရှိရင်4000နဲ့8000အေကာရှိအဲ့4000 8000အေကာထဲမှာတစ်နှစ်တစ်နှစ်ကိုအဲခံမှန်းကြီးဘီလီယံပေါ့နော်ခံမှန်းကြီးဘီလီယံအမေရိကန်ဒေါ်လာเนาะကျွန်တော်မြန်မာနိုင်ငံပတ်စံနဲ့မဟုတ်ဘူးခံမှန်းကြီးဘီလီယံအားဖြင့်ဆိုလို့ရှိရင်1.2ဒေါ်မဟုတ်2.2အဲ့လောက်ဘီလီယံအထိကိုကျွန်တော်တို့ဒီဘိန်းဖြူလုပ်ငန်းတွေပတ်စံနေရတယ်ပေါ့နော် ဒါကဒီ amount ကရှင်းပြောရမယ်ဆိုလို့ရှင်အရန်နည်းတဲ့ amount လို့ပြောလို့ရတယ်။ဘာကြောင့်နည်းတဲ့ amount လဲဆိုလို့ရှင်ဒီ amount ကအခုငါကျွန်တော်ပြောသလိုပေါ့တက်ကနေ1 billion အထိလောက်ပဲရှိတယ်ဆိုတာကဘာအိမ့်ပဲလဲဆိုရင်ဒါကမိတာတဲ့အချိန်မှာရလာတယ်မိတာတဲ့ဟာလည်းအခုကျွန်တော်တို့မြန်မာနိုင်ငံကနေနေဆက်ကိုပြန်ပို့တယ်မလားပို့ရတဲ့အချိန်ကျရင်မိသွားတာတွေရှိတယ်။အဲ့လိုမိသွားတဲ့အချိန်ကျလို့ရှင်ဒါတွေရဲ့နှုန်းကိုတွက်ထားတာတနည်းနှုန်းမှာဘယ်လောက်မိတာလဲအဲ့ဒါရဲ့နှုန်းကိုတွက်ထားပြီးခံမှန်းကြည့်အပြင်တွက်ထားတာပေါ့နော်။ဒါပေမဲ့ ဟိုတို့အယောင်းဝဲလောက်လိုက်လို့ဖြစ်သွားတဲ့အမောင့်နေရဘယ်လောက်ရှိလဲတောင်မသိဘူးကွာအမှန်ဆိုလို့ရှိရင်ဒီထက်တောင်ပိုများတယ်ပေါ့ဒါကဘိန်းဖြူလုပ်ငန်းရဲ့ဟိုဘယ်လိုပြောမလဲရလာတဲ့ဝင်ငွေပြီးတော့ပြုတ်လုတဲ့ပုံမော်ပြုတ်လုတဲ့ပုံဆိုလို့ရှိရင်ဒီပစ္စည်းတွေပေါ့နော်ကျွန်တော်ရဲ့မြန်မာနိုင်ငံကနေထုတ်တဲ့ဘိန်းဖြူတွေကဘဲကိုအဓိကသွားလဲဆိုလို့ရှိရင်အိန္ဒိယပြောရလို့ရှိရင်တရုတ်ပြောရလို့ရှိရင် VN ပြီးရင်ထိုင်းအဲ့လေးနိုင်ငံအဓိကဖြန့် ဲ့လေးနိုင်ငံကိုပြောမယ်ဆိုကုန်သေးကြီးတွေပုံစံမျိုးပေါ့အဲ့လေးနိုင်ငံကိုအဓိကဖြန့်နေအဲ့လေးနိုင်ငံကနေတဆင့်ကဘာကိုပြန်ဖြန့်အဲ့အနေနဲ့မြန်မာနိုင်ငံက90%လောက်ကိုလက်ထဲကင်ဆောင်လာတာပေါ့နော်ဟိုပြန်ကြည့်မယ်ဆိုလို့ရှိရင်2023ပေါ့နော်2023မှာဆိုလို့ရှိရင်မြန်မာနိုင်ငံကဟိုကဘာမှာလက်ဝယ်ကင်ဆောင်လာတာပေါ့နော်ဘိန်းဖြူမားကတ်ကိုလက်ဝယ်ကင်ဆောင်လာတာ85%ပဲရှိတယ်ဒါပေမဲ့2024မှာကြတော့ ဟိုကဘာ60ပါဆင်လောက်ကင်လိုက်ပြီဘိန်းဖြူရဲ့ဘိန်းဖြူရဲ့နှုံးကပိုပြီးများသွားတာပေါ့နော်မြန်မာနိုင်ငံမှာထုတ်တဲ့နှုံးကမြန်မာနိုင်ငံမှာအဲ့လောက်တောင်မှဟိုဘယ်လိုပြောမလဲဒီယာရဲ့ market ကပိုပြီးကျယ်ပြန့်နေပေါ့နော်ဈေးကွက်နှုံးကပိုပြီးကျယ်ပြန့်နေပေါ့နော်တော်တော်လေးကိုအံ့ဩစရာပဲဟိုမြန်မာနိုင်ငံဒီနေရာမှာတစ်ဖြစ်မယ်လို့တော့ကျွန်တော်မထင်ဘူးဟိုအနောက်ဘက်ခြမ်းနိုင်ငံတွေတစ်ဖြစ်မယ်တော့ထင်တာအနောက်ဘက်ခြမ်းဆိုမက္ကဆီကိုတို့ အမေရိကတို့အဲ့အဲ့ဘက်ဆိုင်နိုင်ငံတွေတိပြစ်မဲ့တော့ထင်တာတကယ်တကယ်ပြန်ကြည့်ရင်ကမ္ဘာရဲ့ market ကိုအုပ်ချုပ်တာလည်းကျွန်တော်တို့မြန်မာနိုင်ငံဖြစ်နေနောက်တစ်ခုမှောင်ခိုလောက်တာကတော့ metavitamin ပေါ့နော်ဒီကောင်ကတော့လုံးဝနာမည်ကြီးလို့တော့ပြောလို့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီကောင်ကတော်တော်လေး hit ဖြစ်တယ်ကျွန်တော်ဒီဗီဒီယိုမှာတော့မှပြောလာသေးတယ်ပေါ့နော်ထိုင်းနိုင်ငံဘုံကြီးတွေဘယ်လိုအသုံးပြုလဲဆိုတာပေါ့နော် computer check လုပ်ကြည့်ပေါ့နော်တော်တော်လေးကိုသိသွားလိုက်မယ်လောက်ဘလောက်ဟိုအန်ဒီအများနဲ့ပစ္စည်းလဲဆိုလို့ရှိရင်ဒီကောင်ကကြတော့ဟိုဘယ်လိုပြောမလဲဆိုရင်ဘင်းရအောင်မှအပင်ဆိုင်ပြီးထွက်တာပေါ့နော် ဒါပေမဲ့ metafitamin ကကြတော့အဲ့လိုမဟုတ်ဘူး chemical နဲ့ထွက်တာ chemical နဲ့ဆိုတာကသူတို့ရဲ့ chemical ပစ္စည်းတွေအများကြီးပဲရှိတယ်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံအတုံးတာကြတော့တခြား chemical နဲ့ရောသေးတယ်ဟိုတခြားနိုင်ငံတွေကကြတော့သူတို့ metafitamin ကထွက်လာတဲ့ chemical drug ပအောင်ပဲပေါ့နော်လောက်တာများတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံနည်းနည်းပိုးပြီးပြင်တဲ့ဟာပိုးပြီးလုပ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံကဒီ metafitamin ကိုဘယ်လောက်ထိ percentage ခြိုင်တာလဲပေါ့နော်လက်ဝဲခြိုင်ဆောင်တာလဲဆိုလို့ရှိရင်ကဘာရဲ့69%လောက်ကိုလက်ဝဲခြိုင်ဆောင်တာတယ် အဲ့လောက်ထိကျွန်တော်တို့မြန်မာနိုင်ငံမီတာဗီတာမင်ကိုအဲ့လောက်ထုတ်လုပ်တာပေါ့နော်ပြီးတော့ဒီနေထဲမှာပေါ့နော်ရှမ်းပြည်နယ်ထဲမှာဆိုလို့ရှိရင်မီတာဗီတာမင်အတွက်ဆိုပြီးတော့လိုအပ်တဲ့ခရီးကန်တွေအများကြီးပဲရှိတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာပေါ့နော်အဲဒီလိုမျိုးထုတ်ခြင်းအပြင်တို့ကဟိုဘလောက်ပတ်စံရလဲဆိုလို့ရှိရင်ပေါ့နော်အဲတစ်ဆယ်အနည်း16မီလီယံဒီလောက်ကိုတနေ့တနေ့ဝင်ဝင်ရတယ်။ဒါပေမဲ့2023ထဲမှာဆိုလို့ရှိရင်ရှမ်းပြည်နယ်နေဆက်မှာတန်အောင်190ဒီကိုဖန်ခံရတယ်။ဒါပေမဲ့2024မှာ ်လုံးဝအောင်မဖမ်းခံသေးဘူး2024ပေါ့နော်ဒါအနောက်ခုဆို2025 2024မှာဆိုလုံးဝအောင်ဖမ်းမခံရဘူးဒီကောင်းရဲ့ဝင်ငွေကလည်းအရန်ကျန်းတယ်မက်တာဗီတာမင်ကဟိုရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်ဟိုဟိုဖန်ကကွဲစားပုံစံမျိုးလိုမဟုတ်ဘူးဆိုလို့ရှိရင်ပယုံလုံးပုံစံပယုံလုံးတော့မဟုတ်ဘူးနော်တရားကဲပုံစံမျိုးလိုကျွန်တော်တို့တစ်ခါတလေကြားလို့ရှိရင်မြင်မိမှာပေါ့ပုံစံကိုကြည့်လိုက်လို့ရှိရင်ဒီဟာကဟို drug နဲ့မတူဘူးပေါ့နော်အဓိကမင်းကတင်ပို့တာဘယ်နေရာလဲဆိုလို့ရှိရင် VN နဲ့ ဗီယက်နမ်အတည်တင်ပို့တယ်ပြီးပါလို့ရှိရင် thank you ပြီးပါလို့ရှိရင်နောက်တစ်ခုကရတော့ Thai Thai ကတော့အဓိကအဝယ်ဆုံးပဲဒီဟာကအရန်အတုံးဝင်တယ်ပေါ့နော်ကွန်မြူတီကအဲ့ဒီဗီဒီယိုကြည့်တိုင်းတော်တော်သိသွားမယ်။ဘာကြောင့်ဒီထိုင်းနိုင်ငံမှာဒီမက်တာဗီတာမင်ကအရန်အလုပ်ဖြစ်လဲဆိုတော့ကွန်မြူတီတော်တော်လေးကိုသိသွားလိုက်။ဒါနဲ့ဆိုနောက်ခုရှိပြီပေါ့နော်ဘိန်းဆိုကျွန်တော်တို့မြန်မာနိုင်ငံတော်တော်လေးလက်ထဲကင်ထားတယ်။ပြီးပါလို့ရှိရင်မက်တာဗီတာမင်လည်းကျွန်တော်တို့မြန်မာနိုင်ငံလက်ထဲကင်ထားတယ်ပေါ့နော်။ဟိုကြည့်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံဒီနေရာမှာတော်တော်လေးကိုဦးဆောင်နေ ဒီအရာတွေက GDP တည်းထည့်လို့ရမယ်ကျွန်တော်မြန်မာနိုင်ငံ GDP မှာတော်တော်လေးထိုးတက်သွားလိုက်။ဒီက black market ဖြစ်နေတဲ့အတွက် GDP တည်းထိုးတက်လို့မရဘူး။အဲ့လိုပုံစံမျိုးဖြစ်သွားတာပေါ့နော်။နောက်တစ်ခုမောင်းကိုအကြီးဆုံးလောက်တာဟာဘာလဲဆိုလို့ရှိရင်ယာဘလို့ခေါ်တယ်။ယာဘဆိုလို့ရှိရင်တော်တော်များကျွန်တော်မြန်မာနိုင်ငံလူကတိတ်တော့သိမှာမဟုတ်ဘူးပေါ့နော်။ WI လို့လည်းခေါ်တယ်။ WI ဆိုတော့ကျွန်တော်မြန်မာနိုင်ငံလူတွေအဓိကသိတယ်ဒါကအဓိက main origin ပေါ့နော် origin ဆိုတာဒီစိကိုပထမဆုံးထုတ်တဲ့နိုင်ငံပင်နိုင်ငံလဲဆိုကျွန်တော်တို့မြန်မာနိုင်ငံပဲ ဒီ WY ကိုပထမဆုံးတော့ WY လို့လည်းခေါ်တယ်ယာဘလို့လည်းခေါ်တယ်။ဘာကြောင့်ယာဘလို့ခေါ်လဲဆိုလို့ရှိရင်ဒီကထိုင်းခေါ်ပါဘောနော်။ထိုင်းကနေစပြီးတော့ဒီကောင်ကိုဒီဘက်အချမ်းမှာပေါ့အာရှမှာပြန်ပြီးတော့နာမည်ပြန်ပြန်တဲ့ဟာကိုသူကယာဘဆိုတဲ့နာမည်နဲ့ထွက်တယ်ဘောနော်။ပြီးတော့ဟိုတော်များကြတော့ဟိုဟာ crazy medicine လို့လည်းသုံးကြတယ်။ crazy medicine ဆိုတာကဘယ်လိုသုံးလဲဆိုလို့ရှိရင်ယာယာဘဆိုတာကယာဆိုလို့ရှိရင်ဟိုဟာဆေးပေါ့နော်။ဘာဆိုတာက youtube တဲ့ youtube တဲ့ပုံစံမျိုးလည်းသူကအနိုင်ပဲရောက်တယ်ပေါ့။ထိုင်းလို့ဆိုလို့ရှိရင်အဲနှစ်ခုပေါင်းလည်း youtube ဆေးပြပေါ့နော်။ အဲ့ဒါကြောင့်လည်းတို့က crazy medicine ဆိုပြီးတောင်းတာပေါ့ဒါကိုအဓိက main origin ထုတ်တာကျွန်တော်တို့မြန်မာနိုင်ငံအတူအအောင်ဆုံးပုံစံမျိုးလေးတွေထုတ်တယ်ပေါ့နော်ဒီရတော်များ online မှာလည်းတွေ့နေတဲ့အတိုင်းပဲပေါ့နော်ဘာမီတုံပုံစံမျိုးလေးတွေအလုံးကြီးတွေပေါ့အဲဒီရကကျွန်တော်တို့မြန်မာနိုင်ငံကပထမအဆုံးထုတ်တယ်ပထမအဆုံးထုတ်တယ်ဆိုတာကဒီရရဲ့ origin ကကျွန်တော်တို့မြန်မာနိုင်ငံပဲဒီရှမ်းပြည်နယ်ကပဲထုတ်တာပေါ့နော်ဟိုတခြားနိုင်ငံတွေကမထုတ်ဘူးတခြားနိုင်ငံတွေကမထုတ်ဘူးဒါပေမဲ့ ဒီရကိုအဓိကမိန်ဖြန်ပြတာကျွန်တော်တို့မြန်မာနိုင်ငံပဲဒီရအတွက်ပဲဒီကောင်နီကတစ်နှစ်ကိုပတ်စံဘယ်လောက်ရလဲဆို40ဘီလီယံကျော်တယ်40ဘီလီယံကျော်တယ်ပေါ့နော်တော်တော်လေးကိုပတ်စံတော်တော်ရတယ်သိတယ်မလားဒီရနေပဲဒီကောင်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်အခုနံပါတ်1မှာပြောခဲ့တဲ့ပုံစံမျိုးပဲမက်တာဖီတာမင်ရှိရမလားမက်တာဖီတာမင်ကိုသူကကဖိန်းနဲ့ရောလိုက်မက်တာဖီတာမင်ကကျတော့ဒီထက်ပိုပြီးဈေးကြီးတယ်ဒီကောင်ကမက်တာဖီတာမင်နဲ့ကဖိန်းနဲ့ရောလိုက်ကဖိန်းဆိုလို့ရှိရင်တော်တော်များသိမယ်ပေါ့နော်တချို့စီးတွေမှာပါမယ်တချို့ ကော်ဖီတွေမှာပါမယ်ပြီးရလို့ရှိရင်တချို့အေးတွေမှာပါမယ်ပေါ့နော်ကဖိန်းတွေပေါ့နော်အဲကဖိန်းကိုသူကလိုအပ်တဲ့ပမာဏအမောင်းထက်ပိုများလိုက်တယ်ပေါ့နော်များပြီးတော့ကဖိန်းနဲ့မက်တာဖီတာမင်းနဲ့ရောပြီးတော့အဲထွက်လာတဲ့ဆေးပြားပေါ့နော်အဲဆေးပြားကတုံးလိုက်ခြင်းအပြင်ဆိုရင်သူကအဲဆေးပြားကိုဘယ်လိုတုံးလဲဆိုလို့ရှိရင်ပေါ့နော်အဓိကမေးရသူကအရင်နဲ့လည်းထည့်ပြီးတောက်လို့ရတယ်ပြီးရအငွေ့လည်းရှူလို့ရတယ်သူအမျိုးမျိုးလုပ်လို့ရတယ်ပေါ့နော်ကျွန်တော် research လုပ်တာတော့ဒါကဒီဆေးကအမျိုးမျိုးတုံးလို့ရတယ်အဲ့တော့ ဒီဆေးကနောက်တစ်ခုကဘာလဲဆိုတော့အာတန်ချက်ကဈေးပေါ့တယ်အရန်ဈေးပေါ့တယ်ဟိုဘယ်လိုပြောမလဲကဖိန်းရဲ့အစဟိုမက်တာမီတမင်းကအခု20%လောက်ထည့်တယ်ဆိုရင်ကဖိန်းရ80%လောက်ထည့်တယ်အဲ့လိုပုံစံမျိုးအတွက်ကိုသူကဈေးပေါ့တယ်ဈေးပေါ့တဲ့အတွက်ကိုသူကဝယ်သုံးတဲ့လူကအရန်များတယ်ပေါ့နော်အဲဒါပေမဲ့ဒီဆေးကလည်း ban ပဲเนาะလောကဘန်ဟိုနိုင်ငံတကာ ban လောက်ထားတဲ့ဆေးပဲဒါပေမဲ့ ဒီအာရှလောကထဲမှာတောင်မှခံမှန်းရေအဖြစ်ဆိုရင်1ဒေါ်လာကနေ5ဒေါ်လာနီးပါးလောက်ရှိတယ်ပေါ့နော်ဒီဈေးအနေထားနဲ့ gram ပုံနဲ့အချိုးပုံမူတည်ပြီးတော့ဒီအိုက်ဝင်းကျင်လောက်ရှိတယ်1ဒေါ်လာကနေ5ဒေါ်လာဝင်းကျင်လောက်ရှိတယ်ဟိုပြန်ကြည့်မယ်ဆိုလို့ရှင်ဒီလိုမျိုးပေါ့နော် WY ဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံထုတ်တယ်ဆိုတာကျွန်တော်တောင်မသိဘူး comment လို့သိတယ်ဆိုလို့ရှင်လည်းကျွန်တော် comment မှန်ပြီပေါ့နော်အဲဒီလိုမျိုးကျွန်တော်တို့မြန်မာနိုင်ငံကဒီဈေးကိုကျွန်တော်တို့ထုတ်တာပါဆိုတာကိုဟိုတကယ်တကယ် research လုပ်လို့သိသွားတဲ့အခြေအကြောင်လေးတော်တော်လေးကိုအံ့ဩမိတယ် ါ့နော်ကွန်ပျူတာ surprise ဖြစ်တယ်တကယ်လို့အန်ဝမီရယ်ဆိုလို့ရှိရင်ကျွန်တော် comment မှာပါအောင်ဒီ Java လို့ခေါ်တဲ့ WYN ကြတော့ဘယ်နိုင်ငံတွေကအဓိကဝယ်လဲဆိုအဓိကမင်းကထိုင်းထိုင်းပြီးတော့နောက်တစ်နိုင်ငံကဘာလဲဆို VPN ပြီးရင်သူ့ထပ်ပို့ပြီးဝယ်တာဟာ Lao Lao ကဘာကြောင့်ဝယ်လဲဆိုလို့ရှိရင်ဒီနောက်လာမယ့်အချက်နဲ့ကျွန်တော်ပြောလို့ရှိရင်ကွန်ပျူတာချိန်မိပါမှာပေါ့နော်အဲဒီလိုမျိုးပြီးနောက်တစ်ခုကကျွန်တော်တရုတ်တရုတ်ကလည်းကြီးကျယ်ဝယ်တယ်ပြီးသွားလို့ရှိရင်ဟိုအိန္ဒိယပေါ့နော်ဒီကောင်းလေးကဘာလဲဆိုလို့ရှိရင်ပါတီတွေ အဲဒီလိုမျိုးဖြောပေးမှုတွေပို့ပြီးထုတ်တဲ့နေရာပေါ့နော်ပျော်ဝဲရှင်မွေးအခုဆိုထိုင်းနေပါလေဆိုပါတီတွေအများများတယ်အဲ့လိုမျိုးနေရာတွေကို DC ကပို့ပြီးရောင်းရတယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှင်မောင်ကလုံငန်းမှာအကြီးဆုံးဖြစ်တဲ့ဟာကဘာလဲဆိုရင်ကြားဖြင့်ဟိုတော်တော်လေးဟိုကျွန်တော်ဒီဗီဒီယိုမှာလောင်းဝပြောထားတယ်ပေါ့နော်ဒါကဘယ်လိုတစ်ခုခုတစုံဖြစ်တယ်ဆိုလို့ရှင်ဘယ်လို ဟို idea ထွက်လို့ရအောင်ဘယ်လိုသတိရအောင်ဆိုပြီးတော့ဘယ်လိုပြန်ယူဆိုင်အောင်ဆိုပြီးကျွန်တော်ဗီဒီယိုတစ်ခုပေးရတယ်ကွန်ပျူတာအခြေခံ check log ကြည့်ပါနော်ကွန်ပျူတာလည်းတခြား idea လေးရသွားတယ်ဆိုကျွန်တော် comment မှန်ပြီးလေးရအောင်ပါနော်နောက်တစ်ခုကကျတော့ကြမ်းဖြန့်ကြမ်းဖြန့်အကြတော့ဘသူ့ကိုအဓိကဖြန့်လဲဆိုလာဦးပေါ့နော်ဒီ data မှာအဓိကလူစုရဲ့နေရာကဘာလဲဆိုလို့ရှိရင်မြန်မာနိုင်ငံမြန်မာနိုင်ငံကနေ ဟို main ကလေးတွေကို abuse လုပ်တယ်ဟိုဥမာဖြင့်အလုပ်ရှိတယ်ဆိုပြီးခေါ်လာတာတွေရှိတယ်ဟိုတရုတ်နယ်ဆက်ကနေခေါ်လာတာတွေရှိတယ်အဲ့လိုမျိုးပေါ့နော်အကြောင်းမျိုးမျိုးပေါ့လိမ့်လည်းဖျားဆိုပြီးတော့ခေါ်လာတာတွေရှိတယ်ခေါ်လာပြီးတော့ကာစီနိုယုံမာတွေအလုပ်လုပ်ခိုင်းတယ်ပြီးသွားလို့ရှိရင်လိမ့်ကြုံအဖြစ်လုပ်ခိုင်းတယ်ပေါ့ဗျာသိရမလားဟိုရှင်းပြောရင်ကတော့အာနေရာမှာအလုပ်လုပ်ခိုင်းတယ်ပေါ့နော်အဲ့အဲ့လိုပုံစံမျိုးပေါ့အဲအဲ့လိုလိမ့်ကြုံအဖြစ်အလုပ်လုပ်ခိုင်းတယ်အဲ့လိုအမျိုးမျိုးပေါ့ဗျာသိရမလားအမျိုးမျိုးအလုပ်လုပ်ခိုင်းမျိုးဆိုပြီးတော့သူတို့ခေါ်လာမယ်ပြီးသွားလို့ရှိရင်အရှိတောင်အရှာတခွင်သူတို့ပြန်ရောင်းတာ ဘယ်လိုပြောရမလဲ main ကလေးတွေအယောင်းဝယ်လောက်တာပေါ့ဗျာအယောင်းဝယ်လောက်တဲ့အဓိက market ကလည်းကျွန်တော်တို့ဒီရှမ်းကနေပဲစတာပေါ့နော်ပြီးတော့သူကဒီရ main ကလေးတွေအကုန်လုံးကိုဘယ်ကိုပို့လဲဆိုရင်လာဦးလာဦးတရုတ်ပေါ့နော်လာဦးရဲ့တရုတ်ရဲ့ပြီးရင်အရှေ့တောင်အာရှတချို့လောနိုင်ငံတွေပေါ့နော်အဓိက main ပေးနေရာတွေပို့လဲအဘာအတွက်ပို့တာလဲဆိုလို့ရှင်ကာစီနိုရောပြီးွားလို့ရှင်လိန်ကျွန်ပြီးွားလို့ရှင်ဟို club တွေ party လုပ်တဲ့နေရာတွေပြီးွားလို့ရှင်တခြားပေါ့နော် အမျိုးမျိုးတော့ပေါ့နော်အမျိုးဖြစ်လို့တဲ့နေရာတွေပေါ့အဲ့လိုနေရာတွေပို့တယ်ဒီကောင်ကတနည်းဝင်ဝင်ဘလောက်လောက်ရတယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံအတွက်ကိုပေါ့နော်တနည်းဝင်ဝင်ဒါဖမ်းမိတဲ့ဝင်ဝင်တွေပဲနော်ကျွန်တော်အခုပြောတဲ့ဝင်ဝင်တွေဒီဟိုသူတို့ရှိရာတရားဝင် website တွေရာဘာတွေရာထွက်လာတဲ့ဟာတွေတော့မဟုတ်ဘာလို့ဆိုတော့ဒီကတရားဝင် website တွေရာမထွက်ဘူးလေသူတို့ဖမ်းမိတဲ့ amount ကိုတွက်ထားတာပေါ့နော်ဒီထဲမှာဆိုလို့ရှိရင် amount အားဖြင့်ဆိုလို့ရှိရင်90ဘီလီယံလောက်ကနေ89ဘီလီယံအထိရှိဒါက ဘီလီယံနေအကုန်လုံးကအမေရိကန်ဒေါ်လာတွေနဲ့ကြီးပဲဟိုအန်အောမကောင်းလဲကျွန်တော်တို့မြန်မာနိုင်ငံဒီနေရာမှာအိုးတော့ကြီးတော့သွားနေတာလားဒီလောက်တော့မှလက်ဝယ်ကင်ဆောင်လာလားဒီလောက်လူစီးရိုက်မှုများလားဆိုတာတကယ်ကိုအန်အောမီဟိုဘယ်လိုပြောရမလဲတကယ်တကယ်ပြန်စဉ်းစားကြည့်မယ်ဆို mind blowing လို့ထက်ဆိုင် mind afraid နေအောင်ပြောလို့ရတယ်ပေါ့နော်ဟိုမြန်မာနိုင်ငံကိုပြန်ကြည့်လိုက်လို့ဆိုရင် dark side ဘက်ကိုသွားနေရမြန်မာနိုင်ငံဘက်ချမ်းမှာဒီလိုမျိုး dark side က ဟိုရှိမြန်ရှိရလားတော့မှတခါတလေကြာရင်တွေးမိတယ်ပေါ့နော်နောက်ဆုံးတစ်ခုကကြတော့လေတကယ်ကိုအံဝန်းစရာပဲဘာကြောင့်အံဝန်းစရာလဲဆိုလို့ရှိရင်ပေါ့နော်ဒီလုပ်ငန်းလုပ်လိုက်လို့ပေါ့နော်ဒီမှောင်ကိုလုပ်ငန်းလုပ်လိုက်လို့ဒီထက်ကဒီလောက်တော့ပတ်စံရရလားတော့တခါတလေကြာရင်တွေးမိတယ်ဘယ်လောက်တော့ပတ်စံရလဲဆိုလို့ရှိရင်ဒီမှောင်ကိုလုပ်ငန်းရဲ့အဓိကဝင်ငွေပေါ့နော်20နှစ်ကနေ29ဘီလီယံနီးပါးလောက်ရအမေရိကန်ဒေါ်လာအဖြစ်ပေါ့နော်ဒီ amount ကတကယ်တကယ်ပြန်ကြည့်မယ်ဆို crazy လို့တောင်ပြောလို့ရတယ်ဗောနော် blog တောင် craziest ဖြစ်လဲဆိုလို့ရှိရင် အဲအခုနကကျွန်တော်ပြောသလိုပေါ့ပထမဆုံးမှာဘိန်းဖြူပေါ့နော်ဘိန်းဖြူဆိုလို့ရှိရင်ဘလောက်အီကတွေများလဲအိုက်ထက်အိုက်ထက်ပြီးတော့ပြီးတော့မက်သဖီတမင်မက်သဖီတမင်ထက်လောက်ပတ်စံအမောက်များတယ်။ဘာလုပ်ငန်းလဲပေါ့နော်ဘာအမောက်ဖို့လုပ်ငန်းလဲဆိုလို့ရှိရင်တရိတ်ဆန်တွေကိုတရားမဝင်အမဲလိုက်တဲ့လုပ်ငန်း ိုတော်တော်လေးကို crazy ass ဖြစ်တယ်ပေါ့နော်ဒီလောက်အမတော်တောင်ရှင်ရတယ်ဆိုလို့ရှိရင်ဒီကနေဒီလောက်အမတော်တောင်ရှင်ရတယ်ဆိုဘယ်လောက်တောင်တရားမဝင်နေဖန်စီတက်ဖြတ်လဲပေါ့နော်ဒါတကယ်တွေးစရာပဲဟိုဘယ်လောက်ထိတောင်ပိုင်တာလဲဆိုလို့ရှိရင်မြန်မာနိုင်ငံကကမ္ဘာမှာဒီလိုမျိုးတရားမဝင်တရိษံတက်ဖြတ်တာဟာ84%ထိကိုင်နေတယ်ဟိုသူ့ထက်ပိုမြင့်တဲ့ဟာကဟိုအမေဇုန်ပတ်ချံပဲရှိတော့တယ်ပေါ့နော်ဟိုတော်တော်လေးကိုအံဩစရာအံဩစရာတဲ့ဆိုင်စိတ်မကောင်းစရာပေါ့နော်အဲ့လိုတော့ပြောလို့ရတယ်ပေါ့နော် ဟိုဘာကြောင့်လဲဆိုလို့ရှိရင်ဒီကနေ तू อ่ะအနေကမင်းอ่ะတုံးမှုတော့အရာအတွက်ပို့ဖမ်းတယ်လေဟိုဖမ်းဖမ်းတယ်ဆိုပြီး UNDCO ကပြောတာပေါ့နော် UNDCO ဆိုတာကဟို United Nation of Drugs and Crime ကိုအဲ့အဖွဲ့အနေနဲ့ပြောတာပေါ့နော်ဒါဆိုလို့ရှိရင်ကဘာအဖွဲ့ချုပ်ဖြစ်သွားပြီလေအဲ့တော့ဒီကနေဘာတွေဖမ်းလဲဆိုလို့ရှိရင်တရိတ်ဆန်အကုန်ဖမ်းတယ်အကုန်ဖမ်းတယ်ဆိုတာက तू อ่ะဒီတန်းမှာဘာ list တွေယူလဲဆိုလို့ရှိရင်ကြားရေးချင်းသေးတွေပြောရလို့ရှိရင်မိเจ้า အမ်ပြရလို့ရှိရင်မြောင်မြက်ကွင်းဖြူပြီးဝါဝဟိုပြရလို့ရှိရင်ငှက်တွေပြီးဟိုဘရိကမတစ်ခုမှကြံဘောနော်တတိဆန်တွေကိုဘာဟိုဘလို့နေရာမှာ use လုပ်လို့ရလဲ use လုပ်တဲ့နေရာအကုန်လုံးတုံးတယ်အဓိက၃ခုဘောနော်အဓိက၃ခုကျတော့နံပါတ်၁ကကျတော့ luxury ဘော luxury ဆိုလို့ရှိရင်အိမ်ရဲ့ပစ္စည်းတွေဘောအလားဆင်ပစ္စည်းမှာဥပမာပြင်တချို့အိမ်တွေမှာတမင်ကောင်းတွေထားတာရှိတယ်စင်စွဲတွေထားတာရှိတယ်အဓိကအဖမ်းဆုံးကဆင်လို့လဲပြောတယ်ကြားလဲပြောတယ်ဘောနော် ပြီးတော့ကြားမျိုးတုံးမြန်မာနိုင်ငံမှာကြားနေမျိုးတုံးလာတဲ့အကြောင်းရင်းအနေနဲ့နေရာနယ်သွားပြီးဆက်ဆက်တယ်လို့လည်းကျွန်တော်မြင်မိတယ်ပေါ့နော်ဒီလိုမျိုးဟိုပြောရမလဲလေးလာတဲ့အချိန်ကြတော့ research လုပ်လာတဲ့အချိန်ကြတော့နေရာနယ်လည်းသွားပြီးဆက်ဆက်တယ်လို့လည်းမြင်မိတယ်ပြီးတော့စင်နေပေါ့နော်အနည်းက main စင်ဆွဲတွေပြောရလို့ရှိရင်တခြားမျိုးတုံးတစ်ပါးတွေပေါ့မိเจ้าလေးဆိုလဲမိเจ้าအလေးကောင်လျောက်မွေးဆိုလဲမွေးကောင်လျောက်ပေါ့နော် ဟိုတဲ့မလားတခြားနေရာမှာတွေကအရန်ယူသွတ်တယ်အရန်ယူသွတ်တယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာပဲကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းယူသွတ်တာတွေရှိတယ်ပေါ့နော်မွေးရေကွန်ဖနက်တွေမြောင်းရေကွန်ဖနက်တွေပြီးရင်မြင်းမြင်းဟွာတွေပေါ့နော်မြင်းခပတ်တွေအဲအဲ့လိုမျိုးပေါ့အဲ့လိုအမျိုးမျိုးပေါ့နော်အဲ use လုပ်တဲ့ဟာတွေရှိတယ်ပြီးသွားလို့ရှိရင်တရည်တွေနဲ့အုတ်ထုတ်တွေပေါ့နော်အဲအဲ့လိုမျိုး craziest တွေပေါ့နော်အရန်နိုင်ငံတကာမှာဒီရဈေးကွက်ရှိနေတယ်အပေါ်မှာဒါတကယ်တကယ်ပြန်ကြည့်မယ်ဆိုရင် တရားလေကျွန်တော်မြန်မာနိုင်ငံ54%ထွက်တယ်ဆိုတာဘယ်တော့ကုန်လဲမှမသိဘူးပြီးတော့နောက်တစ်ခုကကြတော့ဟိုကျွန်းပေါ့နော်ကျွန်းကတော့ဒါကျွန်တော်တို့ငငယ်ကြီးရဲ့ကြားနေတာပဲကျွန်းတစ်တည်းတရားမဝင်ပြီးရလို့ရှင်တခြားပေါ့နော်စေဘဝင်ပင်းနေရောင်းတာတွေရှိတယ်ပြီးရလို့ရှင်တရိတ်ဆန်တွေကနေတရိတ်ဆန်တွေကိုဖမ်းပြီးစေဘဝင်အတွက်ရောင်းတာတွေရှိရဲ့ဟိုပြီးရလို့ရှင်တို့ရဲ့အတုံးဆောင်ပစ္စည်းမှာအတုံးမှုပေါ့နော်ကျွန်တော်ခုနပြောသလိုပေါ့အတုံးဆောင်ပစ္စည်း luxury ပြောရလို့ရှိရင်ဆေးဘက်ဝင်ပေါ့နော်အဲ့လို၃နေရာတွေအတွက်ကိုအဓိက main ရောင်းကြတယ်ဒီကနေ့ပဲဟို20နှစ်ကနေ28ဘီလီယံနီးပါးလောက်ကိုရတယ်ပေါ့အဓိက main 28ဘီလီယံနီးပါးလောက်ဒါကတော့ဝက်ဟိုဖမ်းရတဲ့ဟာတွေပေါ့တရားမဝင်မှာအဆင်ပြေသွားတဲ့ဟာတွေအမောက်နေနေတာမှမဟုတ်တာဟိုမြန်မာနိုင်ငံကပဲချုပ်ကင်ထားတဲ့ဟာကဒီ၅ခုတွေမှာတော်တော်ကြီးတယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ထပ်ပြီးတော့တရားမဝင်ဟိုပေါ့နော်ရွှေတူးဖော်တာတွေ and ပြီးွားလို့ရှိရင်တရားမဝင်ကြောက်မြက်ရတနာတူးခေါ်တာတွေပြီးွားလို့ရှိရင်တောင်းနှိဖြူတာတွေစံသေးတယ်ပေါ့နော်ဒါတော့မှကျွန်တော်ထည့်ပြီးမပြောတာဘူးပေါ့နော်ဒီရားကျတော့နည်းနည်းပို့ပြီး list ကြီးတယ်ဒီရားဘယ်သူအလိုက်လဲဆိုလို့ရှိရင်အခုမှပေါ့နော်ဒါချွင်းချက်အနေနဲ့ကျွန်တော်ပြောပြတာပေါ့နော်ဒီရဘူးအပ်ထားလဲဆိုလို့ရှိရင် တရုတ်ပေါ့နော်တရုတ်ကိုအပ်ထားတာပေါ့ဒီတရိတ်ဆန်တွေကိုကြတော့အဓိကမင်းရကြတော့အယောင်အဆုံးက၃နိုင်ငံအယောင်အဆုံး၃နိုင်ငံပထမအဆုံးကတရုတ်တရုတ်ကိုမတရားရောင်းသွားတရုတ်ကအယံဝယ်တယ် ပြီးပါလို့ရှိရင်နောက်ဒုတိယနိုင်ငံထိုင်းနိုင်ငံထိုင်းနိုင်ငံမှာလည်းဒီ culture အရင်များတယ် culture အရင်များတယ်ဆိုတာကအဲ့လိုအိမ်ကြီးမှာစင်ဆွဲထားတာတို့ပြီးပါလို့ရှိရင်တရိတ်ဆန်ကောင်းထားတာတို့တရိတ်ဆန်ပစ္စည်းရောအလားသုံးဆောင်ပစ္စည်းဖြစ်ရောပြီးထားတာတို့အဲအဲ့လိုမျိုးတွေမှာတုံးတယ်ပြီးပါနောက်တစ်ခုကအိန္ဒိယအိန္ဒိယကိုလည်းအရင်တင်ပို့ရတယ်ပေါ့နော်ပြီးပါလို့ရှိရင်ကျွန်တော်ခုနပြောသလိုပေါ့ဒီရွှေတွေငွေတွေကြောက်တဲ့ဗလက်ဖျားတွေပြီးပါလို့ရှိရင်တောင်တွေဓာတ်တွေအကုန်လုံးကဒီဟာတယောက်သေးသေးသူပဲအားထားတယ်ဒါဘယ်လိုလဲဆိုလို့ရှိရင်တရုတ်နိုင်ငံတရုတ်နိုင်ငံကိုတခါတည်းအားလိုက်တယ်ပေါ့နော် ဒီအကြောင်းတော့နည်းနည်းနဲ့နည်းလို့ကျွန်တော်တရုတ်စီးရီးမှာထည့်ပြောရမှာပေါ့နော်ကွန်ပျူတာဒီအကြောင်းအရင်ဆုံးသိချင်တဲ့ solution နဲ့ကျွန်တော် commandment လေးပေါ့နော်အဲတစ်ခုခုပေါ့ဒီအကြောင်းနဲ့ပတ်သက်တဲ့အကြောင်းလေးပေါ့တရုတ်လိုပဲမှန်မှန်တစ်ခုခုပေါ့နော်ဒီတရုတ်ကိုဒီအကြောင်းနဲ့ပတ်သက်တဲ့ဟာနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော် commandment ရေးမယ်ဖြစ်ဖြစ်ကျွန်တော် commandment လေးပေါ့ကျွန်တော်ဒီအကြောင်းနဲ့ပတ်သက်ပြီးတင်ပေးမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီရွှေသတိကန်ဒေတာထဲမှာတရားမဝင်လောက်တဲ့အခု brain fuel method vitamin ပြီးသွားလို့ရှိရင် WY ြီးပါလို့ရှိရင်ကြားဖြန်အမ်ပြီးပါရင်ဒီအခုနောက်ဆုံးပြောခဲ့တဲ့ဟိုပါဘောနော်ဒီတရိတ်ဆန်မောင်းကိုကူးတာဘောနော်ဒါ၄ဆိုလို့ရှိရင်ကွန်ပျူတာနားလဲဝါးပြီးဘောနော်ဒီဒီအအပြင်ကိုထပ်ပြီးမောင်းကိုကူးရတာဒီအများကြီးပဲရှိသေးတယ်ဘောနော်မောင်းကိုလောက်တဲ့ຢာကြီးအများကြီးပဲရှိသေးတယ်ဒီထဲမှာ main highlight အနေနဲ့အဓိကဝင်ငွေအများဆုံးရတဲ့၅ခုပဲကျွန်တော်ထုတ်ပြောသွားတာဘောနော် ဒီရရဲ့နောက်ွယ်မှာအများကြီးလုပ်နေတာရှိသေးတယ်ဒါကော်မတီတို့အငင်းရှင်းလင်းသွားအောင်ဆိုပြီးကျွန်တော်ပြပြပြီးတာဖြစ်တယ်ပေါ့နော်အားလုံးကရှင်းရှင်းလင်းလင်းမြင်သွားပြီလို့ကျွန်တော်မြင်မိတယ် ဒီလိုမျိုးအကြောင်းအရာတွေအမြဲတည်ဖို့အတွက် channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပြီးတော့ support လုပ်ပေးပါအောင်နော် comment တို့ရေးထပ်ပြီးတော့ comment တို့သိကျင်တဲ့အကြောင်းတွေရှိရင်ကျွန်တော် comment မှန်ပေးပါအောင် comment တို့ရေးဒီ video ကသုံးဝင်မယ်ထင်လို့ရှိရင် comment တို့ရဲ့တငယ်ချင်းကို share ပေးပါနော် comment တို့ရေးကဲနောက် video မှာပြန်တွေ့ကြမယ်နော် comment တို့ရေးအားလုံး love you all ပါတတ်တာ bye bye